ဘုချုပ်စုံမင်းထွန်းရဲ့ကြီးညာချက်ကြောင့်တိုင်းကလုံးဝပြည်သူတွေတတော်လေးကိုလက်ဖြန့်သွားခဲ့ရတာပါအဲ့ဒါကတော့ဘုချုပ်စုံမင်းထွန်းကအခုလိုမျိုးမြန်မာပြည်သူပြည်သားတွေကိုအမေရိကန်မှာယာယီနေထိုင်ခွင့်ပိတ်သိမ်းလိုက်တာဖြစ်တဲ့အတွက်ဒေါ်နယ်ထရန့်ကိုအထူးကျေးဇူးတင်ကြောင်းအရင်ကတည်းကလည်းဒေါ်နယ်ထရန့်ကိုလေးစားခဲ့တဲ့ဘုချုပ်စုံမင်းထွန်း main american gate again ဆိုပြီးတော့เนาะ gate again ဆိုပြီးတော့ဒါ okay တဲ့ ဦးချုပ်စောမင်းထွန်းဟာဆိုရင်လည်းပဲဒီကနေ့မှာဒေါ်နယ်ထရန့်ကိုအထူးကျေးဇူးတင်သွားခဲ့တာဖြစ်ပြီးတော့အခုလိုမျိုးထရန့်ရဲ့လောက်ရဲ့ကြောင်းမြန်မာနိုင်ငံအပေါ်မှာမြန်မာနိုင်ငံဟာအေဂျင့်တာရနေပြီဆိုတာမြင်သက်တဲ့အမြင်ကိုလည်းလေးစားကြောင်းနဲ့ဒီကကြတော့မြန်မာပြည်သူပြည်သားတွေလည်းသူများနိုင်ငံမှာကျုံခန်းစရာမလိုတော့ဘဲနဲ့အခုဒီနိုင်ငံမှာပြန်လာနေထိုင်မဲ့အစီအစဉ်ကိုလည်းလုံးဝကျဆွေးရတဲ့အကြောင်းနဲ့ ထလောင်းပြီးတော့အခုလိုမျိုးနိုင်ငံခြားမှာသွားပြီးတော့နော်ခိုးလုံပြီးတော့မြန်မာနိုင်ငံရဲ့စစ်တပ်ကိုတော်လံပုံကန်နေတဲ့ UNG အဖွဲ့တွေကိုလည်းအခုလိုမျိုး Trump ရဲ့ဆုံးဖြတ်ချက်ကြောင့်ဖမ်းဆီးခွင့်ရတော့မယ်ဆိုပြီးတော့နော်ဒါဝကျုံဆိုမင်းတို့ကအာဘသေးရကိုရီမုံမုံနဲ့ဒီနေ့မှာရောင်းကိုပြောနေတာကိုတွေ့ရတယ်ပေါ့နော်ဆိုတော့ဒါလေးနော်ဒုက္ခအဲ့လိုမျိုးယာယီခိုးလုံခွင့်နဲ့နေထိုင်နေကြရတဲ့လောလောဆယ်ပါလားအမေရိကန်မှာနေထိုင်နေကြရတဲ့ဒါတော်လိုင်းလုပ်ခဲ့သူတွေလည်းများရှိတာပဲเนาะဆိုတော့ တတော်လေးကိုဒီအချိန်တွေကသတင်းကောင်းမဟုတ်ဘူးပေါ့လေဘာလို့ဆိုမထုံကတော့တော်လေးကအောင်ဝိတ်ခံနေတယ်တော်နေ train ကတော့အချားပြန်ကိစ္စနဲ့ပတ်သက်ပြီးမြောင်းလိုက်တော့ကိုဖမ်းမယ်လို့အများပြည်သူကညွန်မှန်းထားကြပါမယ်လေလက်တွေ့မှာတော့ဗျာတကယ်ကိုလက်တွေ့မှာတော့မြောင်းလိုက်တော့ ਨੇ ပူပေါင်းပြီးတော့အခုလိုမျိုးလုံးဝအထူးမထားတဲ့ကိစ္စတွေ ဒါဆုံးဖြတ်လိုက်တာပဲဖြစ်ပါတယ်အဲ့ဒါကတော့ကျွန်တော်တို့ဒီနော်ဒါအမေရိကန်နိုင်ငံကတကယ်ကိုမှစုံစမ်းထောက်လှမ်းရေးအဖွဲ့ကိုမြောင်းလိုက်တကဒေါ်လာ3သန်းနဲ့ငှားပြီးတော့ခုလိုမျိုးဒါနော်ဒီ Donald Trump တို့ကမြန်မာအရေးနဲ့ပတ်သက်ပြီးအထင်မြင့် သူတို့အနေနဲ့တခြားထင်မြင်ငြင်းချနေတယ်ဆိုရဲအထင်မြင်မျိုးဖြစ်အောင်နော်အဲကြောင့်မလို့ဘုံကထိန်ပွဲမှာဆိုရင်အသံတွေချက်ပြီးဖွင့်နေလိုက်ကြတာများဗျာနော်မြောက်ပိုင်းကအေးချမ်းနေတဲ့အတိုင်းမလားဆိုတော့အဲ့ဒါတွေကတကယ်ကိုမှအသုံးဝင်လာပြီဖြစ်တယ်လို့ခြားသေးရပါတယ်ဒေါ်လင်းထရန့်ကတော့မြန်မာနိုင်ငံရေးနဲ့ပတ်သက်ပြီးမရောနိုင်လို့ကအာဘီထောက်ခံလိုက်ပါပြီဗျာ